အဲ့ဒီ mate sport ပိတ်တယ်များမင်္ဂလာပါခင်ဗျာပကြံအတွင်းကာလအတွင်းမှာအတာပကြံနဲ့အတူဟိုနေ့တက်မှာရှင်လန်းချမ်းပြပါလို့ဆိုတောင်းလိုက်ပါတယ်ဟိုယခုတစ်ပတ်အတွက်ဟိုဟာဘောလုံးကခမန်းတုံးတက်မှုအစီအစဉ်ကလည်းပြန်လည်ကြိုးလိုက်ပါတယ်ဒီတစ်ပတ်မှာလည်းပိတ်တက်တွေအတွက်အကောင်းဆုံးဖြစ်မဲ့ပွဲစဉ်တွေကိုကျွန်တော်မောင်ဆန်နဲ့အတူဒီဟာ ကျော်မြတ်ဆရာကြီးကပါဝင်ဆွေးနွေးတုံ့တက်ပေးပါမှာဖြစ်ပါတယ်ဆရာတို့မင်္ဂလာပါခင်ဗျာမင်္ဂလာပါဆရာမောင်ဆရာဟုတ်ကဲ့ဒီတပတ်အတွက်ကိုကျွန်တော်တို့ပရီးမီးယားလိရာဒီမှာအစောဆုံးပွဲဖြစ်တဲ့6နိုင်ကစားမယ် Man City နဲ့ Crystal Palace ပွဲလေးကနေကျွန်တော်တို့စတင်လိုက်ရအောင်နော်အဲ့တော့ Man City Crystal Palace ကတော့ Man City ကတော့ Manchester Derby မှာဒါဘူးမရှိသေးကြီးကြာသွားအဲ့ဒါအဲ့ဒါအဲ့လိုကြာသွားတဲ့တော့ Man City ကနောက်ဆုံးလိသုံးပွဲမှာတပွဲပဲနိုင်တဲ့လိဒါကျွန်တော်ကတော့ Man City ရဲ့ခြေစဉ်ကိုသိတိငိန်တယ်လို့တော့မမြင်ဘူးပေါ့နော်တစ်ဖက်မှာ Crystal Palace ကတော့ဒါ ခြေစုံကောင်းမှုနဲ့အတင်းပြီးရင် तू ကသူ့ရဲ့အတင်းတမိုင်းမှာပထမဆုံးဟိုစံချိန်ဖြစ်နေတဲ့အရှိကြဆုံးစံချိန်ဖြစ်နေတဲ့အဝေးဝင်းစေဘွေးတတိုင်းရှုံးမဲမရှိတဲ့မှတ်တမ်းကိုရရှိထားတယ်။အဲ့တော့ပါအကျော်မှာဒီတသိန်းကတူးတူးတည်ရကြတာတဲ့အတွက်ကြောင့်မလို့ဒီဒူးအကျော်ပွဲစဉ်မှာလဲခရစ်စတယ်ပဲလီဟာဒီမန်စီးတီးအိမ်ခွေးမှာအရေးရလက်ကိုထပ်ယူနိုင်မလားပြီးနောက်ထူးခြားချက်တွေကဒီနှစ်သိန်းကနောက်ဆုံးတွေ့တဲ့6ချိန်မှာနှစ်ချိန်လောက်ပဲဟိုကပတ်အပြန်အလှန်သွင်းဖို့မမြင်ရဘူး။ကျန်တဲ့၄ချိန်လုံးကနှစ်ဖက်အပြန်အလှန်သွင်းလို့က2224နေအဲ့လိုမျိုး ဂိုးတွေအကြီးအတွက်များနေတာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီတစ်ပတ်အဒီဟက်ကွင်းတွေ့ဆုံမှုမှာလည်းအဲ့လိုပဲနှစ်ဖက်အပြန်အလှန်သွေးကိုးနဲ့ဂိုးတွေများအောင်လားဆိုတာကိုဆရာတို့တွေနဲ့ဆွေးနွေးတုံ့တက်ပြပါအရင်ဆုံးတရားအနေနဲ့ပြောပြပါဦးသူဒီ Crystal Palace ကပြောပြီးခဲ့တဲ့ဘက်ကလေဟို Brighton နဲ့ကစားရတယ်ဟုတ်တယ် Brighton ကို2-1နဲ့နိုင်အောင်ကျွန်တော်တို့အဲ့တော့ဆို Palace ကအကျော်ပေးမှု level 30လောက်ပဲရှိတယ်။ဆိုတော့ဗျာဟိုဟို Brighton တေးလောက်များရယူနိုင်မှာပေါ့နော်။ Palace ကတကယ်လို့အဲ့ပွဲမှာ Brighton ကိုနိုင်ခဲ့မယ်ဆိုရင်တော့ အတူအနေနဲ့အာဥရောပဝင်ခွင့်အတွက်ကအများကြီးလိုအပ်တယ်အဲ့တော့ကျွန်တော်ကပြန်ကြည့်ရအောင်ပဲလစ်ကနှစ်ယောက်ထပ်သွားတယ်ပေါ့ဗျာဟိုနှစ်ယောက်ထပ်သွားပြီးတယ်ဟိုဘက်ကဘရိုက်တန်တစ်ယောက်ထပ်သွားတယ်အဲ့တော့ဟိုသူတို့ဟိုကိုကိုယောက်၁၀ယောက်နဲ့ကစားတာပါပေါ့ပဲလစ်ကအနိုင်ကိုထိသိမ်းသွားနိုင်အဲ့ဒီပွဲကဒါကတော့ရေဘူးကပြောရတာပေါ့နော်အဲ့ဒီပွဲမှာကကျွန်တော်တို့တကယ်တမ်းပြန်ကြည့်တဲ့အခါမှာဟိုပဲလစ်က ဟိုရှုတော့ site ဆိုရဲ strategy ကိုသုံးရအဲသူကဘောင်လို့ရလာတယ်အရှိမအစ်ပိုင်လာစာတို့အစီတို့မဒေတာတို့ကကိုရလာတယ်ပတ်ပြီးတော့တယောက်နည်းတော့လိန်ပြီးရတယ်နေရာလို့တွေ့ရတယ်ဘန်ကန်လိုက်ဟုတ်တယ်အဲဘန်ကန်လိုက်တဲ့ကိုတွေမှာမဒေတာတကိုရသွားပြီးတော့ဒီဘက်ကနေပြီးတော့ moon dot ကိုရအောင်နောက်ကကွင်းလင်ရတယ်အဲ့တော့သူ့ရဲ့ style ကဟိုဒီ glass နာတိဆောက်ထားတဲ့ playlist ရဲ့ style ကဟို ဘောလုံးကိုကွင်းလဲမှာအဖြတ်များများနဲ့ဖြတ်ပဲပြီးရင်အပေးများများနဲ့ပေးပြီးွားတာနဲ့ဂိုးရှိပြိုင်ဘက်ဂိုးရှိရောက်တာနဲ့ तू ဖန်ကန်အရရတယ်ရတယ်လို့ဂိုးသွင်းမှာ तू ပြီးွားရင် तू ဇာဝင်းအောင်ဝင်းအောင်ပတ်တာပေါ့နော် तू ဂိုးသွင်းအောင်ဒီအဲ့လိုမျိုးအပိုင်မျိုး bright down ကိုဆော့သွားတယ် bright down လည်းအဲ့ style ပဲ palace ရဲ့ style ပဲဆော့ပြီးပဲ palace ကိုမရောက်အ343နဲ့ palace ကဆော့သွားတယ်ဒါပေမဲ့တက်တနာတစ်ခုရှိတယ် palace မှာဆက်ဆိုင် အဲဘာပြဿနာလဲဆိုတော့မင်းတို့90မှာနှစ်ဝါတနေနဲ့ဂူကြီးထွက်သွားတယ်ဂူကြီးဆိုတာကဗျာဒါကဟို pain list ဘူကန်စကြောက်ဆောင်ဒီကြောက်ဆောင်ကြီးမရှိတဲ့အတွက်ကြောင့်မလို့ man city ကလည်းရမတွေလိုနေတဲ့အချိန်ဖြစ်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့လည်းစိုးရိမ်နေကြဟိုဒီပွဲမှာ120နဲ့ဟိုအရှာဇေကွက်အနေထားမှာဒီ man city ဂိုးပြန်ပေးရမယ်ဆိုပေမဲ့လည်း ပင်းလစ်ကလည်းဂိုးပြရဖို့ရှိဆရာဆရာရဲ့ဆရာရဲ့နည်းလေးပြောလက်ရှိတဲ့လေးရောင်းအောင်တော်လေးကောင်းနေလို့ပြောနေတာဟုတ်ကဲ့ဒါကပွဲတွေစီဖို့တော်လေးစီလန်းနေနေလက်ရှိပြည်နယ်အဝေးကနေတော့ပဲပွဲစားတယ်မကြုံတော့ဘူးဆိုတော့တော်တော်လေးကောင်းနေတဲ့ပုံစံမှာရှိပေမဲ့ခုနပြောသွားလို့ပဲကိုကြီးထွက်သွားတာကပဲလေးရဲ့အဓိကအာဟိုပြောမှာအဓိကအားနဲ့တက်ချက်သွားတယ်နေသူဝင်နေတာမန်စီးတီးကလက်ရှိမှာကျွန်တော်ခင်ရဲလို့ဝင်လို့တဲ့တော်တော်လေးကြုံရမယ်ပွဲနဲ့ဖြစ်သွားပြီ ဒီကြက်လက်အပတ်ပြီးတော့မိန်နဲ့မင်းသက်သက်ဒါတာဒီမှာပဲရွာလာတယ်တော်တော်လေးနာမကောင်းဘူးအတင်းနောက်ပိုင်းမှာကျတော့မန်တီတီကတော့တားတယ်တားတယ်ခွတားတယ်ဆိုတော့အဲဒါပေမဲ့ဒီနေ့တိတ်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 ဆိုမယ်ပြပြောသလိုပဲအပြန်နဲ့တွင်းကိုရအောင်ပိုင်းဒီမှာတော်တော်လေးနည်းရတယ်ဟုတ်လားဟိုလက်ရှိနေသားကတော့မန်တီတီနိုင်အောင်နိုင်နိုင်ကနိုင်နိုင်ဖို့ရခိုင်ဖို့များတယ်ပေါ့နော်ပြီးတော့အတင်းနောက်ပိုင်းမှာကျတော့နည်းနည်းလေးစိတ်ဝင်စားမိတာကမန်တီတီက first step ကိုလက်ခံသွားတိုင်းမှာပေါ့နော်ဟိုနောက်ဆုံးကျွန်တော်ဟုတ်ရဲ့ဟုတ်ရဲ့အဲ့ဆက်မဲ့ချိန်မှာဆိုရင် မင်းနဲ့တင်းကြမှာနှစ်ပွဲပဲသူ့ပွဲပဲအောင်ဖြစ်ပြီးတော့တနေ့နဲ့ဖဲဝဲတော့ကနေတော့တော့ဦးဖြစ်တာဖြစ်တာလေဟုတ်တယ်ဒီနေ့ဂိုးမျိုးရတော့အနေထားရှိနော်ရှိတယ်အော်လက်ရှိပဲလေးရတက်ကြည့်ပိုင်းတော့ပေါ့လေဒါပေမဲ့ခဲစီပိုင်းကဘူးကျူပါရတော့အနေနဲ့ရှိနိုင်တော့ဘယ်လိုကြီးအိမ်ဝင်လိုက်တဲ့ပိုင်းကတော့ကြိုးစရာမလိုတော့ဟုတ်ပါအနေတော့တစ်ဖက်နှစ်ဘိုးစီတော့ညာဟိုဘွားကြော်လို့ဘိုးညူးနေတော့ဆယ်လာတိုင်းပါကြတော့တိုင်းဘုရားတက်တက်မြင်ဟုတ်ပါတယ်ကျွန်တော်လည်းအဲ့လိုမျိုးခုနကျွန်တော်ပြောနောက်ဆုံး၃ချိန်ဇက်တိုက်ဒီနှစ်သိန်းက24 22 ဲ့လိုမျိုးသွားတာဒါပါကြုံမှအောင်တူတူဖြစ်ခဲ့တယ်နောက်တစ်ချက်က Crystal Bailey အနေနဲ့ကထူးခြားချက်တစ်ခုအနေနဲ့ပေါ့နော်ဒီယာဒီနောက်ဆုံးကစားတဲ့ League ဟိုဆယ်ပွဲမှာအမှတ်တိုးထက်ပိုပြီးအမှတ်ယူထားနိုင်တဲ့အသင်းဆိုလို့ထိတ်ဆုံးကဒီပါဘူးတသိန်းပဲရှိတယ်နောက်ဆုံးဆယ်ပွဲကို League 7နောက်ဆုံးဆယ်ပွဲကနေမှဒီပါဘူးတို့သူကသူတူတက်ပိုပြီးယူနိုင်တာဟိုပါလဲရှိတယ်အဲအဲ့လိုရှိတော့ဟိုဟာ Liverpool က23မှတ်တီရတယ်နောက်ဆုံး League 7ပွဲမှာသူက22မှတ်တီဆိုဒုတိယနေရာနေလိုက်တယ်အသင်းဖြစ်နေတော့ဒီချိန် Man City ရဲ့အချိန်ဆုံးမတီနိုင်ဘူးလို့ဆိုကျွန်တော်ကတော့ဒီပွဲကိုဒီပွဲကို ဟိုဟိုမန်စီးတီအလိုင်းအရှုံးဆိုရဟိုနည်းမဆုံးဖြတ်ချင်ဘူးခုနဟိုပဲလေးရဲ့ဂိုးတင်အကောင်းမှုမန်စီးတီကခန့်စကလေးနည်းနည်းလေးအားနေနေပြီးတော့ခုနပြောမန်စီးတီကဂိုးမပေးရတဲ့ပွဲဆိုရနည်းနည်းရှားတယ်ပေးရသူကလည်းသွင်းတော့သွင်းနေမယ်ဘလို့မျိုးရှိတဲ့အတွက်ကြောင့်ကျွန်တော်လည်းဒီနှစ်ဖက်အပြန်နဲ့သွင်းဖို့မြင်ရမယ်ပွဲတစ်ခုလို့ယူဆဟိုကိုဆရာရဲ့ဟိုကကျွန်တော်တို့ဗျာဟိုဒီဟာလန်ဘယ်လိုဖြစ်သွားလဲဟာလန်ကလက်ရှိငါးလပိုင်းလောက်မှပဲသွားတော့ဟာလပိုင်းတော့လာလာပိုင်းတော့ပါ ဒုတိယဘက်လောက်မှာပါလိုက်မဲ့လေလားနော်ပထမဘက်တော့သူလွဲမယ်လွဲမယ်အဲဒုတိယဘက်ကိုပါမလားမပါမလားအာရှဒီဘက်ကိုတစ်ချက်ကြည့်တော့တဲ့ခါမှာကျွန်တော်ကအာရှဒီဘက်မှာလက်ရှိမှာ1ဟိုမန်စီးတီးကနေမှာ1ဒုတ်20 3လုံးတည်ဆိုပြီးတော့ဖွင့်ထားတယ်အဲ့ဒီဈေးကွက်အရာအနေထားကိုကျွန်တော်တို့နှစ်ဖက်ပြန်ပြန်ပင်ကုန်းနဲ့တင်ပြနိုင်မလားဟုတ်ကဲ့ကျွန်တော်မြေခုနကပြောဂူကြီးမပါတဲ့အတွက်နဲ့ဟာလန်းမပါဘူးဆိုတော့ဟာမန်စီးတီးတိုက်ဆက်ကဗျာပြီးခဲ့တဲ့ဘန်ချက်စတာဒါဘီဘက်ကိုပြန်ကြည့်မယ်ဆိုရင်အားလုံးအိတ်ငိုက်သွားတဲ့အနေထားမျိုးမမယူပိတ်ကြတဲ့အနေတော့ အဲ့လိုမျိုးများပဲလို့ဆိုတာကန်လာကန်လာနိုင်မလားပေါ့နော်မန်ယူလိုမျိုးပဲပြောဟောမသွင်းနဲ့ဒါလည်းမသွင်းဘူးဆိုတော့ပုံစံမျိုးသူကစားလာနိုင်မလားဒါပေမဲ့ပဲလို့ကနေတော့ကြည့်တယ်ပေါ့ဆိုရင် तू ကစနစ်စတစနစ်လောက်မှရက်တည်နေပြီးတော့သူ့ရဲ့ဂျီမန်ချက်ကဒီရစီဂျီမန်ချက်ကတမ်းစင်းရရောပြည့်စုံပြည့်စုံတော့လောက်ဖြစ်သွားပြီဟောဘက तू ဇရာလေရဲ့အထက်ပေါ့နော်1 to 10ရဲ့အထက်ကို तू ရက်တည်နိုင်ဖို့ကို तू စူးစမ်းအောင်ဟုတ်ကဲ့ဒါပေမဲ့အဲ့မှာ तू မပြောင်းမရှိဘူး အဖီအားမရှိတဲ့အတွက်ကြောင့်မလို့ तू ကဟိုပိတ်ကံပဲဟိုမန်ယူမှာကြောင့်လည်းဖီအားရှိရတာဟုတ်ဟို तू ကပိတ်ကံပဲလို့တော့ကျွန်တော်မမြင်အဂူရီတို့ဘာလို့လဲနာနေတဲ့ခါကျတော့ပိတ်ကံပဲလို့တော့ကျွန်တော်မမြင်အဲ तू ရဲ့ style တိုင်း343နဲ့ तू လည်းဖွင့်ပြီးကစားရမယ်တိုက်မယ်ခုနကရှင်းအောင်စိုက်ကိုယ်တွင်းခွင့်ရလာတဲ့နေရာလွတ်ရလာတဲ့ကံလိုက်လိုက် အဲအဲ့လိုမျိုးနဲ့သူ black down online ယူရသလိုပဲကစားလာတာလားအဲ့ဒါဆိုကျွန်တော်တို့ကဆောပဲလေးကိုရမယ်မက်ဆီကိုရအောင်အပြန်လန်ကိုသွင်းပြန်လန်ကိုသွင်းပေါ့အကူကောင်းတယ်ဟုတ်တယ်အဲ့ဒါကျွန်တော်တို့ဟိုစနေညရဲ့အစောဆုံး6နိုင်မှာကစားမယ်မန်စီးတီးနဲ့ခရစ်စတယ်ပဲလေးအသင်းကိုတော့ခုနကျွန်တော်တို့ဆွေးနွေးတုံ့ပြန်ပြခဲ့တယ်လို့ပဲဟို body ကိုရွေးချယ်မှုမန်စီးတီးထက်လေကျွန်တော်တို့ဘိုးပေါင်းကိုနှစ်ဖက်သွင်းဖို့အပြန်လန်နဲ့ဘိုးပေါင်းအပေါ်ကိုကျွန်တော်တို့ရွေးချယ်လိုက်တာ